Hi everyone, this is part one of Unit 3 Basic English Grammar. I hope you've already learned about nouns, pronouns, the verb to be, and the verb to have. In English, to make good sentences, you need to understand the subject, verb, and object clearly. So, in this lesson, I'll explain them in a very simple and easy way. Okay, let's get started. ဆိုတော့ဒီတစ်ပတ်မှာကြတော့ unit အာ3ဖြစ်သွားပါပြီ unit 3ရဲ့ part 1ပါ episode အနေနဲ့ကြည့်လို့ရှိရင်၈ခုမြောက်ဖြစ်ပါတယ်ဆိုတော့၈ခုမြောက်မှာကျမတို့တွေဘာအကြောင်းကိုပြောကြမလဲဆိုတော့ subject ရဲ့ object ရဲ့အကြောင်းကိုအဓိကပြောပြမယ်ဒီထဲမှာကျမကပြောနေရင်း ਨੇ verb အကြောင်းကိုလည်းထည့်ပြီးတော့မှပြောပြသွားမယ် ဆိုတော့ခါတိုင်းနေ့ lesson နေနဲ့မတူတာကခါတိုင်းနေ့ဆိုရင်အာကျမတို့က verb to be ဆို verb to be အကြောင်း noun ဆိုရင် noun အကြောင်းပြီးရခါကျရင် verb to have ဆိုရင် verb to have အကြောင်းပြောလာတာဒါပေမဲ့ဒီနေ့ lesson မှာကျတော့ unit 3ရောက်လာတဲ့အခါမှာကျတော့ကျမက စာကြောင်းတစ်ကြောင်းမှာရှိနေတဲ့အစိတ်အပိုင်းလေးတွေကိုလေ့လာတဲ့ပုံစံနဲ့ brainstorm လုပ်ပါမယ်ပေါ့เนาะအဲ့တော့စာကြောင်းတစ်ကြောင်းကိုရေးပြီးဆိုရင်မြန်မာစာမှာလည်းရှိပါတယ်เนาะမြန်မာတရားမှာလည်းရှိတယ်အဲဘသူကတော့ပြုလုပ်တဲ့သူဘသူကတော့ခံရတဲ့သူကရိယာကဘာနေရာကဘာဝိဘက်ကဘာအဲ့လိုမျိုးလေးတွေ ਨੇ သူရဲ့အာ အစိတ်အပိုင်းလေးတွေအများကြီးရှိတယ်ပေါ့နော်အင်္ဂလိပ်စာမှာလည်းအဲ့လိုပဲစာကြောင်းတစ်ကြောင်းမှာဆိုလို့ရှိရင်အစိတ်အပိုင်းလေးတွေရှိတယ် ဘာလေးကတော့အရင်လာမယ်ပြီးရင်ဘာလေးလာမယ်ပြီးရင်ဘာလေးလာမယ်ဆိုရဲအစိတ်အပိုင်းလေးပေါ့နော်ဆိုတော့ကျမတို့ရဲ့လူရဲ့မျက်နှာမှာလို့ပဲအဲမျက်ခုံးမွှေးလေးရအပေါ်မှာရှိမယ်မျက်ခုံးမွှေးရဲ့အောက်မှာမှာအဲဘာလေးရှာမျက်လုံးလေးရှိမယ်ပြီးတော့မှနှာခေါင်းလေးကအလယ်မှာထားမယ်ပြီးရင်ဗစက်လေးလာမယ်ပြီးတော့မှမေးစိလေးလာမယ်အစင်လိုက်ကလေးပဲသွားပြီးတော့မှကြော်သွားတာမျိုးမရှိဘူးအဲအဲ့လိုလေးပဲ အင်္ဂလိပ်စာစာကြောင်းတစ်ကြောင်းမှာလည်းသူ့ရဲ့နေရာလေးနဲ့သူထားထားရတဲ့ပုံသဏ္ဍာန်လေးတွေရှိပါတယ်။အဲ့တော့ကျမတို့ကအဲ့ဒါလေးကိုဒီနေ့လေ့လာကြည့်ကြမယ်ပေါ့နော်။ဒါလေးကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ Okay ပထမဆုံးမှာဗာကြောင်းပြောမှာလဲဆိုတော့ subject ဆိုတာကိုပြောပြမယ်။ပြီးခဲ့တဲ့ episode တွေထဲမှာကျွန်မ subject subject ဆိုပြီးတော့မှတစ်ခေါက်ပြောဖူးတယ်ပြီးရဖြူလောက်သူဆိုပြီးတော့လည်းပြောဖူးတယ်အဲ့တော့ subject ဆိုတာဘာလဲဆိုတာဒီနေ့နားလည်အောင် လုပ်ကြမယ် အဲ့တော့ subject ကိုရေးတဲ့အခါကျရင် subject လို့ရေးတာမျိုး ဖြစ်တယ်လို့အတူကောက်အနေနဲ့ SUB လို့လည်းရေးတယ်တချို့ကလည်း S နဲ့အဲ့လိုမျိုးအတူကောက်ရေးတာမျိုးလေးတွေရှိပါတယ်။ဒါကြောင့်မလို့ဒီအကျွန်မသင်ပေးတဲ့ grammar lesson ပဲမဟုတ်ဘူး။တခြားဆရာဆရာမတွေသင်နေတဲ့အခါကျရင်လည်းသူတို့တွေက SUB လို့ရေးထားတဲ့ S လို့ရေးထားတဲ့အကြီးနဲ့ရေးတာပေါ့နော်။အဲ့လိုမျိုးလေးဆိုရင်ဒါ subject ကိုပြောတယ်ဆိုတာလေးကိုခေါင်းထဲမှာရှိထားလို့ရှိရင်လုံလောက်ပါတယ်။သူကဘာလဲဆိုရင်ပြုတ်လောက်တဲ့သူ။ ြုတ်လုတဲ့သူအဲ့တော့ပြုတ်လုတဲ့သူအဓိကအရေးကြီးတဲ့သူဖြစ်တယ်အဲ့တော့သူ့ဘယ်နေရာမှာတွေ့ရလဲဆိုစာကြောင်းတစ်ကြောင်းရဲ့ရှေ့ဆုံးမှာတွေ့ရတယ်စာကြောင်းတစ်ကြောင်းရဲ့ရှေ့ဆုံးက noun ဒါမှမဟုတ်ရင် pronoun ဒီ subject ပဲအဲ့တော့ pronoun ဆိုရင်ကျမတို့သိရ I will you they he she it ဟုတ်ပြီလား noun ဆိုလို့ရှိရင်တော့ I will you they he she it ညမှာထည့်ရတဲ့နာမည်လေးဖြစ်မှာပေါ့ common noun တို့ proper noun တို့ပြီးရင် collective noun တို့အဲအဲ့လိုမျိုးလေးတွေဖြစ်သွားမှာပေါ့နော်ဒါကျွန်မတို့သင်ထားတဲ့ဟာလေးကိုပဲကျွန်မပြန်ပြောပြနေတာ okay subject ကိုကျွန်တော်တို့သိသွားပြီဒါဆိုလို့ရှိရင် object ကရောပါလဲ object ကိုကျမတို့က object ကိုတိုက်ရိုက်ပါတာပြန်ရင်အရာဝတ္ထုပေါ့ကွယ်အရာဝတ္ထုပေါ့ဒါပေမဲ့အင်္ဂလိပ်စာကျောင်းမှာကျတော့သူ့ကို ပြုတ်လုတ်ချင်းခံရတဲ့သူခံရတဲ့သူအဖြစ်အဲ့လိုမျိုးလေးနားလည်ထားလို့ရပါတယ်သူကဘယ်လိုရေးလဲဆို OBJ ဆိုပြီးတော့မှအတူောက်လေးရေးတယ်ဒါမှမဟုတ်ရှင်လဲ O အကြီးနဲ့ရေးတာလေးတွေရှိပါတယ်အဲ့လိုလေးသဘောပေါက်ထားရင်ရပြီသူရဲ့အမည်က object object ဖြစ်တယ်ခံရတဲ့သူခုနကတော့ subject တုန်းကတော့ပြုတ်လုတ်တဲ့သူဒီမှာ object ကကြတော့ခံရတဲ့သူ ။ तू อ่ะဘယ်နားမှာရှိလဲဆိုရင်စာချောင်းထဲမှာလိုက်ရှာလို့ရှင်အရှိဆုံးမှာမရှိဘဲနဲ့ verb ရဲ့နောက်မှာ verb ဆိုတာဘာလဲ။ဒီနဲ့ဆုံးတာလေလို့ကျွန်မပြောခဲ့တယ်။သွားသည်လာသည်စားသည်အိတ်သည်အဲ့ဒါတွေအပြင်ဟိုမှအဲလေ့ကျင့်ခန်းလုပ်သည် show ဖတ်သည်ဖတ်သည်ကြည်သည်အဲအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုး verb တွေရဲ့နောက်မှာရှိပါတယ် ဟုတ်ပြီနော်အဲ့တော့ subject ဒီစာကြောင်းတစ်ကြောင်းရဲ့ရှေ့ဆုံးမှာရှိမယ် noun တာမွင် pronoun object ဒီစာကြောင်းထဲမှာရှိတဲ့ verb ရဲ့နောက်မှာရှိတဲ့ subject အ uh, sorry verb ရဲ့နောက်မှာရှိတဲ့ noun တာမှာမဟုတ်ရင် तू က pronoun ဒါမဲ့သူ့ကို pronoun ထည့်တဲ့ခါကျရင်တော့ပုံစံလေးပြောင်းသွားတာမျိုးရှိရယ်။ဒါကကျွန်မတခြား lesson တွေမှာ pronoun အကြောင်းကိုပြောရင်အကျဲတဝင့်ထပ်ပြီးတော့မှရှင်းပါအောင်မယ်။ Okay. Subject အကြောင်းသိပြီ uh, object အကြောင်းကိုကျမတို့ခေါင်းထဲမှာနည်းနည်းလေးသိသွားပြီဆိုရင် brainstorm လေးလုပ်ကြည့်ရအောင် brainstorm ဆိုစဉ်းစားကြည့်ရအောင်ဘယ်လိုလေးစဉ်းစားမလဲဆိုတော့ပုံလေးနဲ့ကျမအဲရေးပြပြောပြထားတယ်ပုံလေးထည့်ထားပေးတယ်ကျမကပါဆက်ကနေပြောမယ်မြန်မာလိုပြောမယ်ခွေးကကြောင်ကိုကြိုက်တယ်ခွေးကကြောင်ကိုကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့ လုတ်တဲ့သူကဘာတူလဲပြုတ်လုတ်တဲ့သူလုတ်တဲ့သူခွေးဟုတ်တယ်ဟုတ်အဲ့ဒီခွေးကလေးကအဲ့ဒီကြောင်လေးကိုကိုက်မှာအဲ့တော့ခံရတာဘာတူလဲကြောင်လေးကခံရမှာခွေးကိုက်တာကိုကြောင်ကလေးကခံရမှာဒါကြောင့်မို့လို့ခွေးဆိုတာကဒီနေရာမှာ subject ဖြစ်တယ်ခံရတဲ့ကောင်လေးဖြစ်တယ်ကြောင်ကလေးကကြတော့ဒီနေရာမှာ object လေးဖြစ်မယ် ုတ်ပြီနော်ကဲနောက်တစ်ခုဒီမှာအလဲရပုံလေးကိုကြည့်မယ်ကောင်မလေးကဘာလုပ်နေလဲစာဖတ်တယ်ចောင်းသူလေးကစာဖတ်တယ်ចောင်းသူကစာဖတ်တယ်ဆိုဘသူကဖတ်တာလဲចောင်းသူလေးကဖတ်တာအဲ့တော့ဒီ student ဆိုတဲ့ចောင်းသူလေးဒီ subject ဒီနေရာမှာသူဖတ်လိုက်တာဗာလဲစာအုပ်စာ ဆိုတော့ book ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီ book ဆိုတဲ့စာအုပ်လေးចောင်းသူကစာအုပ်ကိုဖတ်တယ်ဆိုရင်ចောင်းသူကပြုတ်လောက်တဲ့သူဖြစ်တဲ့အတွက် subject သူလောက်လိုက်တာကဘာလဲဆိုတော့စာအုပ်ကိုဖတ်တာဆိုတော့ခံရတာကစာအုပ်လေးအဲ့တော့အဲ့စာအုပ်လေးဒီ object ဟုတ်ပြီ now look at this picture monkey လေးတွေ့ရဟုတ်မြောက်ကလေးက banana စားနေတယ် banana စားနေတယ်အဲ့တော့ မြောက်ကငှပြောသည်ကိုစားတယ်ဆိုရင်မြောက်ကငှပြောသည်စားတယ်မြန်မာစာမြန်မာစကားမှာဆိုအရင်ရှင်းတယ်သူကမြောက်ကငှပြောသည်စားတယ်စကားပြောင်းအဲ့လိုပြောတယ်စာရင်းရင်မြောက်သည်ငှပြောသည်ကိုစားသည်အဲ့လိုလေးရေးတာပေါ့နော်ဆိုတော့ကျမတို့ကအင်္ဂလိပ်စာကြောင်းကိုစဉ်းစားတဲ့အခါကျရင်စကားပြောသလိုမဟုတ်ဘဲနဲ့စာရေးသလိုလေးစဉ်းစားကြည့်ပါမြောက်သည်ငှပြောသည်ကိုစားသည်ဘယ်သူကစားတာလဲမြောက်ကစားတာအဲ့တော့မြောက်သည် subject ဘာဥစားလဲငါပြောသည့်ဥစားတာငါပြောသည့်ကမြောက်စားတာကိုခံရတော့မှာအဲ့တော့အဲ့ငါပြောသည့်လေးသည် object now တပုံအမေကသူ့ရဲ့ကလေးကို kiss ပေးတယ်အဲ့တော့အမေကကလေးကို kiss ပေးရင်ဘသူကလှုပ်တာလဲအမေကလှုပ်တာမဟုတ်လို့အမေဒီ subject အမေ kiss ပေးတာကိုခံရတာဘသူလဲကလေးလေးကခံရတာအဲ့တော့ကလေးဒီဒီနေရာမှာ object ဆရာဝန်ကလူနာကိုကြည့်တယ်ဒီနေရာမှာဆရာဝန်ကလူနာကိုကြည့်တယ်ဘယ်သူကလှုပ်ပေးရတာလဲဆရာဝန်ကလှုပ်ပေးရတာအဲ့တော့လှုပ်ပေးရတဲ့သူက subject ပြုလုပ်ပေးရတဲ့ဟာကိုခံရတယ်ဂရုစိုက်ပေးတာကိုခံရတာဒီလူနာမဟုတ်ဘူးလားအဲ့တော့လူနာဒီ object ဟုတ်တယ်နော် အဲ့လိုလေးစဉ်းစားကြည့်လို့ရှိရင်ကျမတို့ခေါင်းထဲမှာ subject နဲ့ object ဆိုတာဘာလေးလဲဆိုတာလုံးဝလေးရှင်းရှင်းလေးဖြစ်သွားတော့ပြီထင်ပါတယ်။အဲ့တော့ကျမက English စာကြောင်းလေးတွေနဲ့ပြောပြမယ်။ဆိုတော့စာကြောင်းကို sentence လို့ခေါ်တယ်။စာကြောင်းများဆိုတော့ sentences ။အဲ့တော့ဒီမှာခုနကတော့ဥပမာပဲ။ The dog bites the cat. The dog bites the cat. The ခွေးကကြောင်ကိုကြိုက်တယ်အဲ့တော့ subject ဒီစာကြောင်ရဲ့အရှိမှာတွေ့လား the dog ခွေးကကြောင်ကိုကြိုက်တယ်ဆိုတော့ကြိုက်ခံရတဲ့ the cat ဆိုတာဒီ object ဒီမှာဒီမှာ subject ကို line အဖြူလေးတတ်ထားပေးတယ် object ကို line အပြာလေးတတ်ထားပေးတယ် the student reads the book ကျောင်းသားကစာအုပ်ကိုဖတ်တယ် ဲ့တော့ဖတ်တဲ့ចောင်းသားទី the student the subject the book the object the monkey eats a banana ဆိုတော့မြောက်က subject banana the object ဟုတ်ပြီနော် now example လေးကြည့်ရအောင် the mother kisses the baby အမေက baby ကို kiss လုပ်တယ် အဲ့တော့ kiss လောက်တဲ့အမေက subject the baby the object the doctor takes care of the patient the doctor takes care of the patient ဆိုတော့ဆရာဝန်ကလူနာဟောက်ခရုစိုက်ပေးတယ် take care of ဆိုတာခရုစိုက်တာအဲ့တော့ဆရာဝန် the subject patient the object he does exercises သူလေ့ကျင့်ခန်းလုပ်တယ် ူလေးချင်ငံလုတ်တယ်အဲ့တော့လုတ်တဲ့သူကဘာတူလဲသူဆိုတော့ he ဆိုတော့အဲ့ဒီ proper noun ဖြစ်တဲ့ he ဒီ subject သူကဘာလုတ်တာလေးချင်ခံကိုလုတ်တာအဲ့တော့ဒီ exercises ဆိုတာက object ဟုတ်တယ်နော်ခုနပုံလေးကြည့်ပြီးတော့မှစဉ်းစားသလိုပဲစာကြောင်းလေးကိုကြည့်ပြီးတော့မှစဉ်းစားလိုက်တာပဲဒါလေးပဲ subject နဲ့ object ဆိုတာအဲ့တော့ subject နဲ့ object ကိုသိပြီဆိုရင်ကျမတို့က verb ကိုသိပြီပေါ့ကျွန်မပြောခဲ့တဲ့ verb ကိုသိပြီပေါ့ action တွေကိုပြောတာလုပ်တာတွေကိုပြောတာရှိတာတွေကိုပြောတာဖြစ်တာတွေကိုပြောတယ်ဆိုတော့ verb ကိုကျွန်မတို့ရှာလို့တွေ့သွားပြီပေါ့အဲ့တော့ခုနကကပြောခဲ့တဲ့ object တွေ verb ရဲ့နောက်မှာလို့ပြောတဲ့အတွက်ဒီ object ရဲ့ shape မှာရှိနေသည် ရှိနေတဲ့သူသည် verb ပဲတနည်းအားဖြင့် subject ရဲ့နောက်မှာသူရှိနေတယ် subject ရဲ့နောက်မှာသူကပ်ပြီးတော့ရှိနေတယ်အဲ့တော့သူဒီမှာ the dog က bite လောက်တယ်ဆိုတော့ kite တယ် the cat ကြောင်ကို kite တယ်အဲ့ဒီ bite ဆိုတာက kite သည် kite သည်နောက်တော့မှအဲ့မှာ s ထည့်ရတယ် es ထည့်တာတွေကျွန်မထပ်ပြီးတော့မှပြောပါမယ် နောက်မှာတော့ singular ကနေ plural ကိုပြောင်းရင် SES တွေထည့်ရတယ်လို့ပဲ verb ကိုလည်း SES ထည့်ရတယ်ရှိပါတယ်တခြား lesson တွေမှာကျွန်မထပ်ပြောပါမယ် The dog bites the cat ဆိုတော့ bite က kite တီဆိုတာက verb The student ចောင်းသားတွေက reads ဖတ်တယ် the book စာအုပ်ကိုဆိုတော့ចောင်းသားတွေကတော့ဖြစ်တယ်ဒီမှာចောင်းသားတယောက်တည်း The student ចောင်းသားက reads the book စာအုပ်ကိုဖတ်တယ်ဆိုတော့ဖတ်တီဆိုတဲ့ read တီ verb. The monkey eats a banana. So eat sadi suraliga verb. The mother kisses the baby. So ro kiss pitis re kiss babies raha the nandi sure verb. Takes care of take care of suraga diniyama verb. Does exercises. That's got pulota. အဲ့တော့ he does exercises ဆိုတော့ပြုလုပ်သည်ဆိုတော့ do သည်ဒီနေရာမှာ do သည်ဒီနေရာမှာ verb ဖြစ်ပါတယ်နောက်တော့မှကျွန်မ es ထည့်မယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တယ်နော်အဲ့ဒါလေးကိုဒီဒီဒီ lesson မှာကျွန်မမပြောသေးပါဘူးအဲ့တော့ကျွန်မတို့က verb ပင်နေရာလေးလဲဆိုတော့သိသွားပြီဟုတ်ပြီနော်အဲ့တော့စာကြောင်းတစ်ကြောင်းမှာ subject လည်းသိပြီး object လည်းသိပြီး verb အကြောင်းလည်းကျွန်မတို့သိသွားပြီသဘောတရားကိုကျွန်မတို့စပြီးတော့မှ နားလည်လာပြီဟုတ်ပြီနော်โอเคအဲ့တော့စာချောင်းတစ်ချောင်းမှာဘလို့ပြောတယ်ဆိုရင်စာချောင်းအခြေခံလူတွေအတွက်စာချောင်းတစ်ချောင်းမှာ subject ရဲ့ verb ရဲ့ object ရဲ့သုံးခုရှိမှစာချောင်းတစ်ချောင်းဖြစ်တယ်ဆိုပြီးတော့မှအင်္ဂလိပ်စာ grammar သင်တဲ့သူတွေအများကြီးကပြောကြတယ်ဟုတ်ပြီနော်အဲ့တော့ကျမတို့ကြားဖူးနေတဲ့ subject verb object subject verb object ဆိုတဲ့ဟာတွေကဒါတွေပဲ ဒီတိုင်းလေးစဉ်းစားလိုက်လို့ရှိရင်အရန်ကိုရိုးရှင်းပြီးတော့မှလွယ်တယ်ဟုတ်အဲ့တော့ subject verb object ဆိုတာရှိပါတယ်စာကြောင်းတစ်ကြောင်းမှာ subject verb object နဲ့ ဲ့လိုမျိုးလေးရေးရပါတယ်ဒါစာကြောင်းအတိုလေးကိုရေးတာပါ level မြင့်လာတဲ့အခါစာကြောင်းအရှိကြီးတွေရေးရင်တော့နောက်မှာအများကြီးကြံသေးတဲ့နေရာတွေထည့်တာတို့ manner တွေအပြုမူတွေထည့်တာတို့အများကြီးအများကြီးရှိသေးတာပေါ့နော်အချိန်တွေထည့်တာတို့ထားပါတော့ဒီမှာတော့ subject verb object ကိုပြောရအောင်အဲ့တော့ subject တော့ဟုတ်ပြီ object တော့ဟုတ်ပြီ verb နေရာမှာ verb to be ဖြစ်တယ်ဆိုရင် verb to be ထည့်ထားတယ်ဆိုရင်ကျမတို့ကဘယ်လိုဘာသာပြန်လဲ ဘယ်လိုပြောခဲ့လဲဖြစ်တယ် verb to be ဆိုတာဖြစ်ပါတယ်ငါကတော့ဘသူဖြစ်ပါတယ်ကျမကတော့ဘသူဖြစ်ပါတယ်လို့မိတ်ဆက်တဲ့အခါမှာတုံးနေလို့ပြောခဲ့တယ်ဟုတ် verb to be ကိုအဲ့တော့ဘသူကဖြစ်တယ်ဘယ်အရာပေါ့စာကြောင်းအဲ့လိုအပိုင်းလေးခွဲထုတ်လိုက်ရင်ဘသူကဖြစ်တယ်ဘယ်အရာဒါပေမဲ့ကျမကတော့မြန်မာလိုပြောတဲ့အခါကျရင်ဘသူကဖြစ်တယ်ဘယ်အရာလို့ပြောလားမပြော for example i am a teacher ကျမက ဖြစ်တယ်ဆီယမတယောက်လို့ဘာသာပြန်လာမပြန်ဘူးကျမကဆီယမတယောက်ဖြစ်ပါတယ်အဲ့လိုပြောတယ်ဟုတ်အဲ့ဒါကြောင့်မို့လို့ရှင်းရှင်းလေးပြောရရင်တော့မြန်မာလိုဘာသာပြန်ရင်တချို့တွေကပြောတယ်မလားပြောင်းပြန်ပြန်ပြောင်းပြန်ပြန်ဆိုပြီးတော့အနောက်ကနေစပြန်ရတယ်အရှေ့ကနေမပြန်ရဘူးနောက်ကနေစပြန်မှာဘာသာပြန်ရတယ်လို့ပြောကြတယ်လीအဲ့တော့ကျမကဒီနေရာမှာအကြံပေးချင်တာကတော့မြန်မာလိုပြန်နေဆိုလို့ရှိရင် verb ကိုနောက်ဆုံးမှထားပြီးတော့မှပြောပါဘာဖြစ်လို့လဲဆိုမြန်မာစကားမှာじゃကျမတို့တခုခုပြောရဲဆိုရင် လောက်တဲ့အရာကိုနောက်ဆုံးမှထားပြီးပြောတာကျမကဆီယမ်မာတယောက်ဖြစ်တယ်။ तू မနေ့ကအိမ်ကိုလာသွားတယ်။ဟုတ်တယ်နော်။ငါသူ့ကိုမကြိုက်ဘူး။အဲ့တော့လောက်တဲ့ verb တွေကဘယ်နေရာရောက်နေလဲ။မြန်မာစကားမှာနောက်ဆုံးကိုရောက်နေတယ်။အဲ့တော့ကျမတို့ကလည်းဘာသာပြန်လို့ရှိရင်အဲ့ဒီ verb ကိုနောက်ဆုံးမှထားပြီးတော့ပြောပါ။အဲ့တော့ခုနကပြောတဲ့ I'm a teacher ဆိုလို့ရှိရင် ကျမကဆီယမ်မတယောက်ဖြစ်တယ်။အဲအဲ့လိုလေးဖြစ်သွားမှာပေါ့။စာနဲ့ရေးရင်တော့ကျမသည်ဆီယမ်မတယောက်ဖြစ်သည်။အဲ့လိုလေးဖြစ်မှာပေါ့နော်။ဒါက verb to be အကြောင်းပြောတာ။ verb to have နဲ့ပြောကြည့်ရအောင်။ verb to have ဆိုရင်ဘသူမှာသူပိုင်ဆိုင်မှုရှိရတဲ့အတွက်ပိုင်ဆိုင်မှုကိုပြောတာဖြစ်တဲ့အတွက်ဘသူကလို့မပြောတော့ဘူးဘသူမှာပေါ့ဘသူမှာဘယ်အရာရှိတယ်အဲ့လိုပြောမှရမှာဟုတ်ပြီနော်အဲ့တော့ဘသူမှာဘယ်အရာရှိတယ် ရေးရင်တော့ဘယ်သူမှရှိတယ်ပဲရာလို့ပြောပေးမယ်ကိုရီဘာသာပြန်ရင်ရှိတယ် verb တွေကိုနောက်မှထားမယ်အဲ့တော့ i have a car ကျမမှာကားတစ်စီးရှိတယ် he has a dog သူမှာခွေးတစ်ကောင်ရှိတယ်အဲ့လိုလေပြောပါမယ်အဲ့လိုလေပြန်ရပါမယ်မြန်မာလိုပြောမယ်နော်အဲ့ဒါကြောင့်မို့လို့ဒီနေရာလေးကဒီဒီလာချန်လေးကလည်းအရေးကြီးရယ်ဘာဖြစ်လို့လဲဆိုတော့စာကြောင်းတစ်ကြောင်းကိုမြန်မာလို နားလည်နေဖို့ရဲ့ English လို့ရေးနေရနှစ်ခုကိုကျမတို့ချိန်ထိုးပြီးတော့မှဒီဟာလေးကိုပြောပြနေတာเนาะ Okay အဲ့ဒါဆိုရင်ကျမတို့ verb to do ကျမတို့အားလုံးအဲတခုခုလောက်တယ်လို့စားတယ်သွားတယ်လားတယ်အဲ့ဒါတွေကိုပြောဖို့အတွက်တကယ်ကိုအရေးကြီးတဲ့ verb to do ကိုနားလည်ဖို့လည်းလိုပါတယ်အဲ့တော့ verb to do နဲ့ပြောရဲဆိုရင်ဘသူကလောက်တယ်ဘယ်အရာ what to do ဒီပြုတ်လောက်ချင်းကိုပြောတာဘသူကလောက်တယ်ပဲအရာဆိုပြီးတော့ရေးရပါတယ်ခုနတုန်းက example မှာ he does exercises သူကလေ့ကျင့်ခန်းလောက်တယ်အဲ့တော့မြန်မာလိုပြန်ရင်လုတ်တဲ့ဟာကိုနောက်ဆုံးမှထားမယ် he does exercises သူလေ့ကျင့်ခန်းလုပ်တယ်ဟုတ်ပြီနော်အဲ့ဒါမျိုးလေးပါဒါလေးက verb to uh, be ye verb to have ye verb to do ye ကိုစာကြောင်းတစ်ကြောင်းထဲမှာ subject verb object နေရာချပြီးတော့မှဘယ်လိုရေးရတယ်ဘယ်လိုမျိုးစဉ်းစားရတယ်ဘယ်လိုလေးပြောရရဲဆိုတာလေးကိုကျမရှင်းပြထားတာပါအဲ့ဒီတော့ကျမပြီးခဲ့တဲ့ lesson မှာပြောခဲ့တဲ့ verb to do အကြောင်းလေးနဲ့ဒီ lesson ကိုကျမအဆုံးသတ်ပါမယ်အဲ့တော့ verb to do ကိုကျမနောက် lesson မှာအကျယ်တဝင့်ပြောတော့မှာဖြစ်တယ်တော်တော်များများက ဒီမှာပြောတဲ့အခါကျရင်ရှုပ်ပါတယ်နားလေရခတ်တာမျိုးလေးတွေရှိပါတယ်ကျမအဲ့ဒါကြောင့်မို့လို့ဒီဟာတွေကိုအချိန်ယူပြီးတော့မှဒီနေ့ lesson လေးကိုပြောနေရပေါ့เนาะအဲ့တော့ i ဆိုရင် do we you they ဆိုရင် do he she it ဆိုရင် that's အဲ့ဒါလေးကိုမှတ်ထားပေးပါအဲ့ဒါလေးကိုမှတ်ထားပေးပါ verb to do lesson မှာကျမဒါကိုအကျယ်တဝင်းပြောပါမယ် verb to do နဲ့အတူတခြားသော action verb တွေစားသည်သွားသည်လာသည်အိပ်သည်လမ်းလျှောက်သည်အလုပ်လုပ်သည်အဲ့ဒါတွေ verb တွေကိုကျွန်မစပြီးတော့မှမိတ်ဆက်ပြီးတော့မှပြောပြတော့မှဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်မအာပြီးခဲ့တဲ့ရှေ့ lesson တွေမှာပြောခဲ့တဲ့နောက်ပိုင်းကျရင် action verb တွေအကြောင်းတဖြည်းဖြည်းသိလာလိမ့်မယ်မလောပါနဲ့ဆိုတာဒါပါပဲ okay ဆိုတော့ဒီနေ့ lesson လေးကိုရှင်းသွားပြီးထင်ပါတယ်အဲ့တော့စာကြောင်းတစ်ကျောင်းမှာအင်္ဂလိပ်စာ beginner တွေကိုစပြီးတော့မှစဉ်းစားရမယ်ဆိုလို့ရှိရင်စာကြောင်းတစ်ကျောင်းမှာ subject verb object ရလေးရှိပါတယ်အဲ့တော့ကျမတို့ subject လည်းနားလည်ပြီး verb ကိုလည်းတည်သွားပြီ object ဆိုတာလည်းတည်သွားပြီပြီးတော့ verb to be verb to have verb to do နဲ့ဆိုရင်ဘယ်လိုမျိုးတွေပြောရတယ်ဘယ်လိုလေးစဉ်းစားရတယ်ဆိုတာလေးလည်းတည်သွားပြီပေါ့နော်ဆိုတော့ we will see you in the next video ပါပြီးခဲ့ now video မှာကျမတို့ပြန်ပြီးတော့မှဆုံတွေ့ကြပါမယ်ဒီနေ့ lesson ကတော့ဒီလောက်ပါပဲအားလုံးပဲ clear ဖြစ်တယ်ပြီးတော့မှ ရှင်းလင်းပြီးတော့မှလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။အဲ့တော့ကျမရဲ့ Shui Education YouTube Channel လေးကိုလည်း Subscribe လေးခေါင်းလောင်းလေးတည်ထားပေးပါ။အဲကျမပုံမှန် lesson လေးတွေလုပ်သွားပေးပါမယ်။ဒီ basic english grammar လေးပြီးသွားလို့ရှိရင်တော်တော်လေးကိုယ့်အတွက် digest ဖြစ်သွားမယ်လို့ယုံကြည်ပါတယ်။ Thank you so much ပါ။ Bye bye ပါရှင်။